အခုဒီ video မှာတော့ chapter 4 design plus and animals နဲ့သတိစံနေအပိုင်းပေါ့နော်ဒီနှလုံးယောဂအကြောင်းပေါ့နော်နှလုံးယောဂကိုတဲ့ဘလို့အမ်တားဆီးရမလဲဆိုတဲ့အကြောင်းရှင်းပြပြမှာဖြစ်ပါတယ် preventive ဆိုတာကဘာလဲဆိုရင်တားဆီးခြင်းတားဆီးခြင်းဆိုတာဘာလဲဘယ်အချိန်မှာတားဆီးမဖြစ်ခင်ကိုယ်ရင်ကောက်ွယ်တားဆီးရအောင်ပြုလုပ်ရအောင်ပေါ့နော် cardiovascular disease နှလုံးယောဂကိုတဲ့ဘာလဲတားဆီးမယ်တဲ့ဘလို့တားဆီးမယ်တဲ့ဒါဆိုရင်ဘာလဲရှင်းမှာပြောမယ်နှလုံးယောဂဖြစ်စေဆိုတာဘာလဲအာ ဆေးလိပ်တောက်ခြင်းကြောင့်နောက်တစ်ခုပါလဲဝိအန်တာရဲ့အကြောင်းနောက်တစ်ခုပါလဲသွေးတိုးယောဂါကြောင့်ဆိုပြီးအရှိမပြောကြခဲ့ပြီဖြစ်တယ်။ဒါအဲအကြောင်းတွေကိုဖြည့်ရှင်းမယ်။ဖြည့်ရှင်းပြီးတော့ပါလို့မလဲ။အဲအကြောင်းရင်းတွေမဖြစ်အောင်သူကတားဆီးမယ်ဖြစ်တယ်။ eating စားတော့မယ်အဘယ်လန့်စားရဲ့ဒီမှာမှတ်ထားရမှာပါဆိုရင် modify ပဲဆိုတော့ပြင်ပြင်ပြောင်းလဲလို့ရရတဲ့ဟာလိုပဲကိုကတားဆီးလို့ရမယ်။နောက်ပြင်ပြင်ပြောင်းလဲလို့မရတဲ့မျိုးရိုးလိုက်တာနောက်တစ်ခု အသက်ရွယ်ကြီးရင်လာခြင်းနဲ့ကြားမအောင်ကြတော့ပြောင်းစင်လို့မရဘူးအဲအကြောင်းပါလေတားဆီးလို့ရရဆိုရင်တော့ modifiable risk factor တွေကအကြောင်းချက်တွေပဲပြောင်းလဲလို့ရပါလိမ့်မယ်အဲအကြောင်းပါလေပြဆိုပထမဆုံး diet diet ကိုတော့ပြောထားပြီးကြောင်း eating and balance ရဲ့ညီမျှတဲ့အားသောက်နေထိုင်မှုကဝတ်တယ် variety of fat အစီများဆိုတာပါတယ်နော် plenty of fruit နဲ့ vegetable များစွာသောအစီရေနော်အဲအများစွာသောအစီဆိုတာပါလဲဆိုရင်အာမျှကြစီအများစွာဆိုပါလဲအာဘာလို့ပြောရမလဲ မပြေဝစီမပြေဝစီပါနော်အဲ့နှစ်ခုတော့မြင်မြတ်တတ်တာစားမယ်လို့ပြောတာအာနောက်တော့ကကြောအခုမှပြောရမယ်ဆိုရင်မပြေဝစီကစားရတင့်တော်ရယ်ဆိုမဲ့အများကြီးလည်းမစားတင်ဘူးပြေဝစီကိုလည်းအာလုံးဝကြီးဖြတ်လိုက်တာမဟုတ်ပဲနည်းနည်းလောက်တော့စားခဲ့တယ်နည်းနည်းလောက်ပဲစားတင်တယ်ပေါ့နော်ပြောရစီမပြေဝစီဆိုတာဗါလဲဆိုရင်ဟင်းသီးရွက်ကအဲ့တဲ့ပဲရရတော့ကျွန်တော်မပြည့်ဝစီလို့ခေါ်ပြီးအသားငားတွေရရအစီကိုကျွန်တော်မပြည့်ဝစီလို့ခေါ်ရ ။အော်ပြေဝစီကိုခေါ်တယ်။နောက်တစ်ခုပါလဲ။အာငါအစီရဲမှာနောက်တစ်ခုပါပဲ။ငါးကြီးစီရုံလဲအစီရဲမှာပါတယ်။ကျွန်တော်ဘာလို့ပြောလိုက်လဲဆို Average of fat ဒီအစီရဲတော်တော်များများပါပါတယ်ဗော။ Plenty of fruit ဒီဒီဝလံအမျိုးအစားများစွာနဲ့နောက်တစ်ခုက first day ပဲ။ဒီ hindi ရွက်တရားဆိုလို့ရှိရင် fast ကာကွယ်ပြုတာ prevent တားဆီးပေးတယ်။ Atherosclerosis ဒီမျက်လုံးမှာတွေးခဲခြင်းဖြစ်တာရဲ့အစီခဲတာကို ကောင်းကောင်းအတားဆီးပေးပါတယ်ဒါဆိုရင် GI စားသုံးမယ်ဆိုရင်နှလုံးမှာအဆီခဲရမှာဖြစ်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘာလို့ပြောရမလဲဆိုရင်အဆီနေတဲ့အစားစာဖြစ်တဲ့တတိဝလန်ဟင်းသီးရည်စားရင်အဲနှလုံးမှာအဆီခဲတာတွေးခဲတာတွေဖြစ်တော့ဘူးပေါ့နော်တော့အဲ့ဒါဘာလဲဆိုရင်အဲ့ဒါအဲ့လိုစားတာဘာလို့ခေါ်လဲဆိုရင်တကြည်ရဲ့ balance တိုင်းညှတာနေအမြတ်ကြရတဲ့စားသုံးမှုပုံစံဖြစ်ပါတယ် not smoking ဆေးလေးမတောက်ခြင်း and maintaining ဆိုတာထိန်းသိမ်းနေ a healthy weight ဆေးလေးမတောက်ခြင်း maintaining a healthy weight ကျန်းမာတဲ့ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းခြင်းအဆိုအ body mass index BMI အ body mass index ဆိုတာ BMI ဆိုတာကခန္ဓာကိုယ် body ဆိုတာကခန္ဓာကိုယ် dread to index ဆိုအညွှန်းကခန္ဓာကိုယ် dread to အညွှန်းကခန္ဓာကိုယ် dread to အညွှန်းကပါလဲဆိုရင်အာခန္ဓာကိုယ်အလေးချိန်နဲ့ဒီအရက်နဲ့ပေါ့နော်အရက်နဲ့ကိုမြှောက်ထားတာကိုပြောတာဖြစ်တယ်ပြအမျက်နဲ့ကိုမြှောက်ထားဖြစ်တယ် is a id range ဲ့ဒါကတဲ့လက်ခံနိုင်တဲ့ပမာဏရှိရပါမယ်လို့ဆိုရင်ဒီမှာ body mass index ဆိုတာဒီ78.5ကနေတွက်လိုက်လို့25 kg per meter square ဆိုရင်ဒါကပါလေဆိုရင်လက်ခံနိုင်တဲ့ပမာဏရှိသင့်ရှိလိုက်တဲ့ပမာဏဖြစ်တယ်အဲ့ဒါကိုဘာလို့ဆိုတော့ခေါ်လဲဆိုရင် heavy weight လို့ပြောလို့ရတယ်အဲ့ဒါ body mass heavy weight ကိုဘာနဲ့တိုင်လဲဆိုရင် body mass index နဲ့တိုင်ပါလေအာ no smoking ဆိုတာဆီးလိမ့်မတောက်ခြင်းနဲ့ maintaining a heavy weight ခိုင်မင်းတဲ့အဲ့နည်းဟက်ဒီဝေးဒီဒီခံကျမ်းပါတဲ့အကိုလေးချင်းချင်းချင်းတရားပြပြောရမယ်ဆိုရင် BMI က16.5 25kg ပြီးတာ credit ရှိကြဆိုရင် is the ID range သူကလက်ခံနိုင်တဲ့ရှိတင်ရှိထိုက်တဲ့နှုံထားပဲဖြစ်ပါတယ်ရှိရမယ်ပေါ့နော်အဲ့လိုဖြစ်မှအာဒီနှလုံးယောဂါဖြစ်ကြအောင်ကာဝယ်ပြင်ပါဖြစ်တယ် is need that အဲ့လားကနောက်တစ်ခု low up ပါလေဖာလို့ဆိုသူ control high blood pressure အရှိမပြောခဲ့ပြီးတဲ့ဖာလဲဆိုရင်အာဟာသွေးအာ တွေးကြတာကိုကာကွယ်အတွေးကြတာကဒီနှလုံးကိုယောဂဖြစ်စေရဲ့အဲ့ဒါကိုကာကွယ်ရမယ်နောက်တစ်ခုကလည်း diet of obesity ရတယ်တွေးကြတာဖြစ်စေကြအဲ့ဒါကိုလည်း diet of obesity မဖြစ်အောင်တားဆီးရမယ်နောက်တစ်ခုကအာဒီ atherosclerosis မဖြစ်အောင်လည်းတားဆီးရမယ်နော်နောက်ခုကတိုက်တူ diabetes အရှိမပြောခဲ့သေးတယ်တိုက်တူ diabetes ဆိုတာလေဒီ high blood pressure ကြောင့်ဖြစ်စေ type 2 diabetes obesity ကြောင့်ဖြစ်တဲ့ type 2 diabetes ကိုလည်းသူက ထင်းချုပ်ဖို့ရလိုအပ်တယ်အဲ့လိုထင်းချုပ်ဖို့ဘာလုပ်မလဲဆိုရင်တဲ့ဟုတ်ပြီအဲ့တော့ထင်းချုပ်မဲ့နီလန်ဒါပါပြီ taking ယူရမယ် regular exercise by regular ဆိုတော့ပုံမှန်၄ချိန်ခန်းပုံမှန်၄ချိန်ခန်းယူခြင်းရတဲ့ဘာပုံမှန်၄ချိန်ခန်း taking regular exercise ဆိုတာဘာလဲဆိုရင်ပုံမှန်၄ချိန်ခန်းလို့ရ stretch အာတန်ပါစီပါမယ် the head muscle နှလုံးကြက်သားကိုတန်ပါစီမယ်ပြီးတော့ has to control blood pressure အာ has to control the blood pressure သွေးပြာကိုထိန်းချုပ်မယ် ဟုတ်ကွာကိုလက်စတရောလေပဲကိုလက်စတရောရဲ့အဆင့်ကိုဟောပဲကိုသွေးပြားအောင်ထိန်းချုပ်ပဲကိုလက်စတရောရဲ့အဆင့်ကိုထိန်းချုပ်ပါမယ်တဲ့ it also အဲ့ဒါက reduce short ချပြီးပါတယ် constant stress အဲသူကစိတ်ပိစီမှုကိုလည်းပုံမှန်ဖြစ်တဲ့စိတ်ပိစီမှုကိုလည်း short ချပြီးဆိုတော့ဗျလူတွေအလောက်ကြောင့်စိတ်ပိစီရမယ်ဖြစ်အဲ့တော့စိတ်ပိစီမှုကိုလည်း short ချပြီးဟုတ်ပြီဒါဆိုရင်ဒီအာပုံမှန်ဒီကြိမ်လို့ရှိရင်ဘာလို့ပေးလဲဆိုရင်နှလုံးကြက်သားတွေကိုတံပါစီရဲ့နောက်တစ်ခု1နှလုံးကြက်သားတွေကိုတံပါစီနှစ်ကဘာလို့လဲဆိုရင် ်အဲသွေးဖိအားကိုထိန်းသိမ်းပြီးတော့ပါလဲဆိုရင်မသွေးဖိအားရဲ့ cholesterol level ကိုထိန်းသိမ်းပေးတယ်ဟုတ်နံပါတ်3ကပါလဲ reduce the concentrate ဒီအာဒီသွေးစိတ်ဖိစီးမှုဖြစ်စေအရာကိုလည်း short ချပြပါတယ် that ထို့ကြောင့်တဲ့ all these factor ဒီအကြောင်းချက်တွေက contribute ထောက်ပံ့ပေးပါတယ်တဲ့ဘယ်လိုထောက်ပံ့မလဲဒီ all these factor ဆိုတာဘာခဏတော့ပြောခဲ့ရတော့เนาะဘာလဲဆိုရင်အာ eating a balanced diet ဒီမျှတာတဲ့အာစားသောက်မှုပုံစံနောက်တစ်ခုပါလဲဆေးလိပ်မတောက်ဘဲနဲ့ဆင်းမတောက်ခြင်းနဲ့ဒီခန္ဓာကိုယ်အလေးချိန်အကျန်းမာခန္ဓာကိုယ်လေးချိန်ထိန်းသိမ်းခြင်းနောက်ခုပါလဲဆိုရင် to control the high blood pressure သွေးပြာများတာနဲ့နောက်တစ်ခုပါ type 2 diabetes ဒီဆီးချိုသွေးချိုရောဂါကိုထိန်းချုပ်ခြင်းနောက်တစ်ခုပါနောက်တစ်ခုကပါလဲဆိုရင်အဒီပေါ့နောက်တစ်ခု taking regular exercise ဒီကံပုံမှန်ပြုလုပ်ခြင်းအဲ့အကြောင်းချက်တွေအားလုံးပါဆို contribute ထောက်ပံ့ပေး to what ဆိုတာကဇီတို့ prevention of the cardiovascular disease ဒီ cardiovascular disease ဆိုရင်ဒီနှလုံးရောဂါဖြစ်ခြင်းကိုနှလုံးရောဂါကိုတားဆီးပေးပါတယ်ဒီခဏမှာပြောခဲ့အကြောင်းချက်တွေအားလုံးကမလုပ်ပေးလဲဆိုရင်နှလုံးရောဂါဒါမဖြစ်အောင်နှလုံးရောဂါကိုတားဆီးပေးပါတယ် if you မှာအခုဒါတော့ပြီးပါပြီเนาะဒါကိုကြည့်ပါတစ်ခေါက်ဖက်ပါအာကြက်ပါဗောနော်အာတက်နိုင်သမျှအာရှေ့ပြောင်းစူးစမ်းပါ အကြံနဲ့အခြားအရှိရာခန်းတွေ revision ဖြစ်နိုင်အောင်စူးစမ်းအောင်လုပ်လုပ်ပြအောင်လုပ်ပါအာဒီ video နဲ့ပတ်သက်မရှင်းတာရှိမှာဆိုရင်အောက်မှာ comment မှာပဲပါမရှင်းဘူးလေဆိုတာရေးခဲ့ပြလို့ရပါတယ်အာအားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ